ထက်တဲ့အတင်းတစ်ခုရှိတယ်အဲ့ဒါကသူ့ရဲ့ဆရာကြီးတဖုံးကျော်နော်တဖုံးကျော်ကဆိုလို့ရှိရင်ဟုတ်ယူနိုင်မှာဆိုလို့ရှိရင်တယောက်ကဖမ်းဆီးထားတဲ့ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမင်းစီမအားလုံးမင်္ဂလာပါကျွန်တော်တို့စနိုက်ပါဆုဒရင်လေးတွေကိုနားထောင်ဒီမှာဒီပိန်းတယောက်ပြောရတဲ့ TNL အကြောင်းလေးတွေကိုအရင်ဆုံးနားထောင်ကြည့်အောင်ပါအင်မီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကရှောင်းမြောက် TNL နော် TNL လည်းတတော်ကိုနာမည်ကြီးတယ်နာမည်ကြီးတဲ့ဘာဘာဖြစ်လို့ဆိုတော့တက်သူညာနှစ်ခေါမှာဥဆုံးတော့တိုက်လာခဲ့တဲ့လူတွေဖြစ်တယ်ဂျေဆုတရားတွေရှိတဲ့ခါကျတော့ဒီဖက်ကတော်လိုင်းရောက်ဖွင့်တဲ့ကသူတို့ကို နော်ပုတ်ခါတာတော့အကြည့်တင်တာတော့မပြောဘူးဆိုတော့ဒီနေ့ကဒီဒေါ်လာရဲ့အဖွဲ့တွေကတော်တော်ကိုချေချေလောင်လောင်သူ့ကို all နေပြီ all နေပြီနော် TIA ရဲ့တပ်ဖွဲ့တွေလည်းသူဆုံးမတယ်နော်အဲ့ဒီတော့ PDF တွေလည်းသူဆုံးမတယ်ထိုးကြိတ်တယ်အဲ့ဒီမှာမြုံမြုံထူထောင်းတယ်အဲ့ဒီ video file တွေကကျွန်တော်တို့ဒမှုကရပေါ်မှာမြင်မြင်ချင်းနဲ့ဆုံးဖြစ်သွားတယ်ဆိုတော့အခု TNL ကနေပြီးတော့တိတ်ပိုက်ထားတဲ့နောင်ချိုအနီးမှာရှိတဲ့တင်းပင်လေးနော်တင်းပင်လေးကိုနေပြီးတော့ဒီဖက်ကဆက်ကဆက်က process နေ process နေပြီးတော့အဲ့ဒီမှာဒီတောင်ခမ်း နော်တောင်ခိုင်းမိမှာရှိတဲ့အခုတင်ပင်လေနော်တင်ပင်လေအဲဆိုလို့ရှိရင်ဒီစကစကတင်ပိုက်လိုက်ပြီနော်တင်ပိုက်လိုက်ပြီအဲ့ဒီမှာခမာယငါးဆူညာငါးနဲ့နော်ခမာယ39ကနေပြီးတော့အဲ့ဒီမှာတင်ပိုက်လိုက်တာဆိုတော့အဲ့ဒီအမြောက်တန်းခန္ဓာချုပ်ကိုပြန်ပြီးတော့ဒီဖက်က တင်ပိုက်လိုက်ပြီနော်တင်ပိုက်လိုက်ပြီဆိုတော့အခုဒီနေ့ထွက်တဲ့တည်င်းတစ်ခုရှိတယ်အဲ့ဒါကသူ့ရဲ့ဆရာကြီးတာဖုံးကျော်နော်ဒါဖုံးကျော်ကဆိုလို့ရှိရင်ဟုတ်ယူနိုင်မှာဆိုလို့ရှိရင်တရုတ်ကဖမ်းဆီးထားတဲ့ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်အတိပြရတော့အဖမ်းခံရပြီနော်အဖမ်းခံရပြီဆိုတော့ဒီ NLA ကတော့အခုဒီနေ့ကြဆုံခန်းမှာရောက်သွားပြီဘာဖြစ်ဆိုတော့နော်ဒီဖက်ကပီတိုလူထုတို့ရဲ့ဒီအချင်းဖက်ဖြစ်သွားပြီသူနော်အချင်းဖက်ဖြစ်သွားပြီဖြစ်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 နဲ့တောင်ခန်းတောင်ခန်းနေပြီးတော့အခုနောက်ကဒီညုံချိုတို့ဘာလို့အကုန်လုံးပေးရမယ်သူပီတိုလူထုထောက်ခံမှုကြတာနဲ့ เนาะကျွန်တော်တို့တောင်ခန့်ကိုတိုက်လိုက်ကြပြီเนาะတောင်ခန့်ကိုတိုက်တဲ့အချိန်မှာပဲเนาะကျွန်တော်တို့ဒီဖက်မှာမန္တလေးကိုသိမ်းမာတော့ပါတော့အဲ့ဒီမှာမဲလုံးလေးလှုပ်ပြီးတော့ဒီရုံရဲ့နောက်ကိုလိုက်သွားတဲ့ခါကျတော့အဲ့ဒီမှာဒီမန္တလေး PDI တွေကလည်းမန္တလေးနဲ့ရှမ်းမဆက်စင်ရတာလည်းကလုံးဘယ်လိုရုပ်သိရုပ်လို့တော့ကလုံးကကျပြက်သွားတယ်เนาะကကျပြက်သွားတယ်ဆိုတဲ့ခါကျတော့အခုဒီအနာလေးဟာဆိုလို့ရှိရင်ဒီသူ့အချိန်ပိုင်းဖြစ်သွားပြီเนาะဖြစ်သွားပြီ KIA ရဲ့ အချိန်ဖက်လေးဖြစ်သွားပြီနော် KIA သူတို့မြှောက်တင်ပေးခဲ့တဲ့သူတို့မတီးပေးခဲ့တဲ့သူတို့မဆာပေးခဲ့တဲ့အဲ့ဒီမှာဘူတင်နန်းတွေအဲ့ဒီမှာစစ်တင်နန်းတွေအချိန်ချင်းပေးပြီးတော့သူတို့ကိုမဆာထည့်တဲ့ဆရာကြီးကိုတော်မှသူတို့ကအာခံပြီးတော့သူတို့ရဲ့ဒီဆက်ဆံရေးရုံးတွေကိုတိမ့်နေပါတဲ့အဆင့်ထိရောက်သွားတဲ့အခါကျတော့နော် ကိတူလူထုရဲ့အံဖတ်မကားဘူးသူရမဟာမိတ်အကြီးကြီးတို့ရဲ့ဆရာကျေးဇူးရှင်နော် KNA တော်မှတော်တယ် KNA လေးဟာဆိုလို့ရှိရင်အံဖတ်ဖြစ်သွားပြီနော် KNA အတွက်အံဖတ်ဖြစ်သွားပြီဒီသူရဲ့အံဖတ်ဖြစ်သွားပြီဆိုတော့တနေ့တခြား နော်ဒီအန္တရာယ်ဟာဆိုလို့ရှိရင်မရှုမလားနော်မရှုမလားကြားရှုံးတော့မယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့ကအခုပြောရအောင်မယ်မပြောလို့မရတော့ဘူးနော်ဆိုတော့ပထမတော့โอเคတရုတ်ဖက်မှာနေတယ်တရုတ်ရဲ့ဖိအားကြောင့်နေတယ်ဆိုတော့โอเคကျွန်တော်တို့နားလည်ပြလို့ရတယ်သူနေနေလေတင်လို့ရပြီသူတို့လည်းဒီဒေါ်လာရဲ့မှာတစ်ဖက်တစ်လမ်းကနော်နှုတ်ဆော်ပေးခဲ့တဲ့အဖွဲ့အစည်းဆိုပြီးမှကျွန်တော်တို့ကနားလည်ပြလာဖြစ်တယ်ဆိုတော့အခုကပို့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 ပြီးတော့နော်ဒီဒေါ်လာရဲ့ကိုချိပါလာအောင်ဖြစ်လာတယ်နော် ီပန်းအောင်ဖြစ်လာတယ်ဆိုတဲ့ခါကျတော့ဒါတော့မဟုတ်တော့ဘူးမဟုတ်တော့ဘူးဆိုတော့သူတို့ကိုစွားမဲ့အချိန်ရောက်ပြီဆိုတော့အခုစွားတော့မယ်စွားပြီတော့စွားပြီနော်ဆိုတော့အဲ့ဒီ TN လေးဟာဆိုလို့ရှိရင် unpack ဖြစ်သွားပြီပြီသူ unpack ဖြစ်သွားပြီလက်နဲ့ကင်တို့ရဲ့ unpack ဖြစ်သွားပြီစနေပါစုရဲ့သတင်းလေးတွေကိုဆက်ပြီးတော့နားထောင်ကြည့်အောင်ခင်ဗျာဒီဘက်ပြည်သူများရှင်ကျွန်မကိုတင်ဆက်ပေးချင်တာလေးကတော့ကျွန်မနိုင်ငံမှာအင်မတန်ရိုးသားလုံးတဲ့အခွင့်အရေးတစ်ခုကြောင်းတင်ဆက်ပေးချင်ပါရှင့် ဒီသတင်းလေးကိုမိဘပြည်သူများသိကြနားထောင်မှာဖြစ်မယ်နော်။ဘာကြောင့်လဲဆိုတော့အရန်ယူသားတဲ့အဖွဲ့အစည်းကိုမိဘပြည်သူများမသိဘဲနဲ့စော်ကားမိမှာဆိုလို့ကျွန်မပေါ့နော်တင်ဆက်ပေးတာဖြစ်ပါရှင့်။အဲ့ဒီသတင်းလေးကိုမတင်ဆက်ခင်မှာထုတ်ပြန်စာလေးတစ်စောင်ကိုအရင်ဆုံးကြည့်ရှုလိုက်ပါအောင်ရှင်။မိဘပြည်သူတို့မြင်တွေ့ရတဲ့စာကတော့ KNU KNL လေးကနေပြီးတော့ကော့တူးလေးကနေထုတ်ထားတဲ့စာပေါ့နော်25 3လ 2025ရဲ့ဆွဲနဲ့ထုတ်ထားတာရှင့်ရေးထားတဲ့အကြောင်းအရတော့ထိုင်းနိုင်ငံမှာဆိုရင်အခုမိုးရေဆေးဝါးတွေဖန်ဆီးရမိထားတယ်လေအဲ့ဒီဖန်ဆီးရမိထားတဲ့မိုးရေဆေးဝါးတွေဟာတဲ့သူတို့ KNU KNN တွေနဲ့လုံးဝသက်ဆိုင်ခြင်းမရှိပါဘူးဆိုပြီးတော့အကြောင်းကြားအပ်ပါတဲ့သဘောထားထုတ်ပြန်ပါတယ်တဲ့သူတို့ကဒီမိုးရေဆေးဝါးထုတ်လုပ်တာဖြန့်ဖြူးတာကိုနိုင်ငံတကာနဲ့အတူစန့်ကျင်ရှုတ်ချရဲဆိုပြီးတော့စာတမ်းပေးတဲ့တန်ရေးထားတယ်ရှင့်ပြီးရဲ့အခါမှာသူတို့ဟာဆိုရင်ပေါ့နော် ဒီလိုအနေနဲ့တွင်မှာလည်းအုတ်ချုပ်ငွေစုဝါနဲ့ပတ်သက်ပြီးတော့ပြင်ပကျူးလွန်တဲ့တွေရှိမယ်ဆိုရင်တဲ့မိမိတို့အဖွဲ့အစည်းရဲ့တည်ဆဲဥပဒေနဲ့အညီရေးယူဆောင်ရွက်သွားမယ်ဖြစ်ကြောင်းတဲ့မိမိတို့ KNL ၊ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်မှသဘောထားရည်တည်ကြအောင်ထုတ်ပြန်အပ်ပါသည်တဲ့ဆိုပြီးတော့ထုတ်ပြန်လာတဲ့အချိန်ဒီလာပြီးတော့ငွေစုဝါတွေကတန်းနဲ့လနဲ့ကန်နေမသက်ဆိုင်ဘောနော်အဲ့လိုထုတ်ပြန်ချက်မျိုးလုံခဲ့တဲ့ရက်တွေကလည်းတွေ့လိုက်တဲ့ရှင်အေးအေးရထုတ်ပြန်တော့ဘောနော် ကျွန်တော်အဲ့ဒါလေးကြည့်ပြီးတော့အော်လို့ငါတို့တွေကအင်မတန်ရိုးသားစ조사လုံးတဲ့သူတွေနေတဲ့နိုင်ငံမှာလူဖြစ်တာလေလို့တွေးမိရဲ့ရှင့်ပါတီတို့ကလည်းရိုးလိုက်ကြတာမွေးစိုးရနဲ့လည်းမသက်ဆိုင်ဘလို့မျိုးမတရားတဲ့တရားမဝင်တဲ့ဘယ်လုပ်ငန်းတွေမှမသက်ဆိုင်အေအေကအကိုချေလို့ဆိုလည်းအင်မတန်ရိုးသားတော့နော်အေအေကလည်းမွေးစိုးရနဲ့မသက်ဆိုင်ဒါဆိုရင်ပါတီတို့အကိုချေတို့ကအခုလက်နက်ကင်တွေလုပ်နေကြတဲ့အခါကျတော့ဘယ်ရပတ်စံနေနဲ့လက်နက်တွေဝယ်ကြရလဲရှင်ဒါလေးတော့မေးချင်ပါရှင်เนาะအကိုချေတို့က ဟိုရခိုင်မှုပြည်ကြောင်းပြီးတော့အေးအေးတို့လက်လက်တွေဝယ်တာလားရှင်တိလားအခုပါတီတို့ဆိုလဲဒီလိုပဲတန်လပေါ့ရောင်းပြီးတော့ကရင်ပြည်ကထွက်တဲ့မပြည့်ရရောင်းပြီးတော့လက်လက်တွေဝယ်တာလားရှင်အခွဲစည်းကိုရက်တည်တာလားရှင်အခွဲစည်းရဲ့ဝင်ငွေစီးကြောင်းကဘလို့လဲရှင်အခွဲစည်းကဘာစည်းဝိုင်းတွေလုံလဲရှင်ဒါလေးတွေမေးလို့ရောရပါသလားရှင်ကျမကရိုးသားလို့နဲ့အခွဲစည်းတွေကိုရိုးသားတဲ့မေးခွန်းလေးပဲမေးတာပါနော် ဒီနီလန်းနေနဲ့ပတ်စံမရှာအောင်ဆိုဘယ်နီလန်းနဲ့ပတ်စံရှာရဲဆိုတာလေးတော့ကျမတို့ယူသသားမေးခွင့်ရှိရင်မဟုတ်လားရှင်ဒါလေးတော့ဒိုင်းနလနဲ့ကိုင်းနိုင်အားလုံးကိုပေါ့နော်မွေးစင်းနဲ့လုံးဝမသက်ဆိုင်ပါဆိုပြီးစာထုတ်လာတဲ့အဖွဲအားလုံးကိုကျမတို့ကမေးချင်ပါတယ်ရှင်ဘယ်ပတ်စံနေနဲ့များအဖွဲတွေရည်တည်နေကြတာတော့ဘယ်ပတ်စံနေနဲ့များနိုင်ငံတော်ပုံကန်တဲ့ကိစ္စတွေလုပ်နေကြတာတော့ရှင် ဒါလေးတော့မေးချင်ပါတယ်နော်ဒီတော့ကျွန်မနိုင်ငံကတော့ရှင်အဲ့လိုမျိုးရိုးသားကြရဲရှင်ဒီလားကျွန်မတို့ကခါကြရဲကျွန်မစဉ်းစားမိရပါတော့နော်အော်လက်လက်ကင်ခွဲစီရလဲရိုး PDF တွေကလဲရိုးပေါ့နော်နိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေကလဲရိုးမရိုးသားတာကျွန်မတို့ပြည်သူတွေပဲကြံတော့တာလားမသိဘူးရှင်ဒီကအဲ့လိုတော့အတွေးပေါက်ပါတယ်နော်အဲ့တော့ပြည်သူတွေအနေနဲ့ရိုးသားနေထိုင်ကြပါရှင်ဘလူးဖြစ်တာစံပြအနေနဲ့ကျွန်မတို့ကဟိုအတူယူတဲ့နယ်လေဟုတ်တယ်မလားလူလက်လက်ကင်ခွဲစီရိုးလိုက်တာကြည်ပါရှင်မူရီစီဝါနယ်လဲမပတ်သက် တရားမွေလုပ်ငန်းတွေလည်းလည်းမပတ်သက်မိဘပြည်သူတို့အားမကြအောင်လာချင်းအားကြရဲဆိုတော့ကျွန်တော်တို့သူတို့ကဲ့သို့ပေါ့နော်ရိုးသားစွာနဲ့စူးစားစွာနဲ့ဘဝကိုနေထိုင်ကြပါလို့ကျွန်မတရင်သုံးသက်ချက်လည်းနေပြောချင်ပါအချက်ကျွန်မတို့နိုင်ငံတွေအဲ့လိုတိရိုးသားကြလို့လေနိုင်ငံတော့အခုလိုဖြစ်တာလားမသိဘူးနော်ဒီလားအရန်ရိုးကြတော့လေအရန်ရိုးသားကြတဲ့ခါကျတော့တောင်နဲ့တောင်ရိုးကုန်ပြီးပြန်ကြတာပေါ့ရှင်ရိုးကုန်ပြီးပြန်ကြတဲ့ခါကျတော့ကျွန်မနိုင်ငံပြည်သူတွေအခုလိုဖြစ်တာပေါ့ရှင် နော်ဒီလိုပဲကျွန်မပြောလိုက်ပါတော့မယ်နော်ကျွန်မအနေနဲ့သတင်းတင်ဆက်တဲ့အခါမှာဘလို့မှဒီသတင်းကိုဖတ်ကြည့်ပြီးတော့အတီးတန့်တင်ဆက်လို့မရအောင်ရှင်းသိလားစိတ်ထဲမှာအယံကြီးနေရဲ့ဟုတ်လားပြောတာပြောနေရအယံကြီးနေရဲ့ပေါ့နော်သူတို့ကများရရဆဆရိုးရိုးသားသားပုံစံမျိုးဖန်ပြီးပြီးတော့ဒီလိုစာအောင်ထုတ်ရဲ့ရှင်ထုတ်အံ့အောင်ကောင်းတယ်သိလားအော်ဟိုကောင်းနေရှင်နော်အဲ့တော့မြန်မာနိုင်ငံငွေရေးစေဝါတွေကပိုင်ရှင်မဲ့ပဲရှင်ဒီကပိုင်ရှင်လုံးဝမရှိဘူးဘယ်ရလာလို့လာမှန်းလည်းမသိဘူးတကယ်ငွေရေးစေဝါလမ်းကြောင်းတွေလိုက်လိုက်ရှင်ပိုင်ရှင်မဲ့ မိုးပွားပဲကြွကြလာလားရေရောက်ခဲ့ရပဲတက်လာလားမြဲပြရပဲတက်လာလားနှက်ပြရပဲဆင်းလာလားမသိနိုင်တော့မသိခြင်းများစွာနဲ့မိုးရေဆေးဝါးတွေမြန်မာနိုင်ငံဈေးကွက်ထဲမှာပြန့်နှံ့ရောက်ရှိနေရခြင်းတည်တော့အဲ့ဒီမိုးရေဆေးဝါးတွေကိုရိုးသားလာတဲ့အဖွဲ့အစည်းတွေကသူတို့နဲ့မသက်ဆိုင်ဘူးဆိုတော့မရိုးသားတဲ့ပြည်သူတွေနဲ့သက်ဆိုင်နေရလားအဲ့ဒါလည်းမေကောထောင်းမှာကိစ္စပေါ့နော်ဒါပေမဲ့အမှုရေးဇီဝရယ်သုံးပြီးဒုက္ခရောက်နေတာမရိုးသားတဲ့ပြည်သူတွေဒုက္ခရောက်နေရဲ့ရှင့်ဒါကြောင့်ရိုးသားတဲ့အဖွဲ့အစည်းအနေနဲ့မှုရေးစင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းပါးပါးလေးထိန်းချောင်းပေးကြပါအောင်လို့တိုက်တွန်းလိုပါရှင့် မြန်မာနိုင်ငံမှာမယိုးသားတဲ့ပြည်သူတွေကုံအားလို့ရှင်လဲဂျိုးသားရဲ့အဖွဲ့အစည်းအုပ်ချုပ်ကြံလူမရှိမှဆိုလိုပါရှင်ဒါကြောင့်ကျွန်မအနေနဲ့တင်ဆက်ပေးရဖြစ်ပါတယ်ဒီသတင်းသုံးသက်ချက်အဆုံးသက်လေးတော့ကျွန်မအကြီးကြီးတွေပြောကြံတော့ပါရှင်နော်အင်မတန်ရိုးသားလာတော့ဖွဲ့စည်းတဲ့အကြောင်းကိုလည်းပြောရင်းနဲ့ပဲသတင်းသုံးသက်ချက်လေးကိုယနေ့အတွက်ကျွန်မရန်နာခွင့်ပြုပါရှင်။ခုလိုသတင်းတွေကိုပြောပြပေးသွားတဲ့ sniper ဆိုတဲ့ယူတင်ပါတယ်။ IAN တွေကတော့တုံးမောင်တချုံကန်းရောက်သွားပြီနော်။တက်မလို့ဘက်ကလည်းအပြင်းထန်တာရှမ်းမြောက်ကိုထိုးစစ်တွေပြန်ဆင်နေပြီနော်။နောက်ချိုကိုလည်းမတကန်တိမ့်ပါရရှိတော့မှဖြစ်ပါတယ်။နောက်ချိုပြင်း တမျိုးကတမျိုးဆက်လာမှာပေါ့နော်တမျိုးတမျိုးထိုးစစ်ကြီးကတော့ဒေါက်ကမန်လေးဖြစ်ပါတယ်အပြင်းထန်ကိုထိုးစစ်နေတာပေါ့နော်တကယ်ကိုအပြင်းထန်အောင်လည်းထိုးစစ်နေတာ